မြန်မာနိုင်ငံကထွက်တာမဟုတ်ပဲနဲ့တခြားနိုင်ငံကထွက်ပြီးတော့မှကမ္ဘာစီးအကြီးဆုံးအကြောင်းမျက်စရင်းဝင်တစ်ခုဖြစ်တဲ့ Paparacha Sapphire လေးအကြောင်းကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါ။ဟိုရှိ base ကနေကြိုဆိုပါရစေ။ကျွန်တော်နာမည်ဟိုရှိပါ။ကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအလေးကတော့ကမ္ဘာမှာ ရှားပါပြီးတော့အဖိုးတန်တဲ့အကြောင်းမျက်စရင်းဝင်ဖြစ်တဲ့ Paparacha sapphire လေးကြောင်းကိုမျှော်ပြီးတော့မှာဖြစ်ပါရှင်ဒီ sapphire လေးဟာဆိုရင်တခြားနီလာတွေလိုပဲ cordon အဆုဝင်ဖြစ်ပြီးတော့သူ့ရဲ့ hardness most scale ကလည်း9ရှိပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီ sapphire လေးဟာဘယ်ကထွက်လဲဆိုတာကိုကျွန်မျှော်ပြီးပြီးမယ်စီးလင်ကထွက်ပါတယ်သီးလင်ကထွက်တဲ့ဒီ part paracha sapphire ကကဘာမှာတံမိုးကြီးနီလာစရင်ဝင်ပါတယ်သူ့ရဲ့အယောင်လေးဟာဆိုလို့ရှိရင် pink orange ပန်းလီမော်ကာလာလေးရှိပါတယ်ရှင်။ယနေ့ခင်မှာထပ်ပြီးရောတွေ့ရှိရတဲ့နေရာတွေဟာမက်ဒက်စကာမှာလည်းတွေ့ရတယ်၊တန်ဇန်နီးယားမှာလည်းတွေ့ရတယ်၊ဗီယက်နမ်မှာလည်းတွေ့ရပါတယ်ရှင်။အကယ်လို့ဆာဖိုင်ယာဒပွင့်ဟာ orange color ကြီးပဲဖြစ်နေမယ် pink color ကြီးပဲဖြစ်နေမယ်ဆိုလို့ရှိရင်လေဒါ part paracha sapphire စရင်မဝင်ပါဘူး part paracha sapphire ဟာသူ့ရဲ့အယောင်ဒီ pink orange အယောင်ရှိရပါမယ်ဟုတ်ကဲ့ကျွားက ဒီဗီဒီယိုလေးကိုဘ ഹു တုတရရှိအောင်မျှဝေပေးရပါဖြစ်ပါတယ်။ကဘာမှာဘေးကြောင့်မြတ်တွေဟာဈေးကြီးလေဘေးကြောင့်မြတ်တွေဟာအဖိုးတန်လေမြမကြောင့်မြတ်ရေရနာတွေအပြင်ဘေးကြောင့်မြတ်တွေဟာကဘာရဲ့ဈေးကြီးစင်ယုံဝင်နေလေတန်မိုးကြီးရေရနာတွေဖြစ်နေလေဆိုတော့အားလုံးသိရအောင်မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်ရှင်။ကျွန်တော်ဗီဒီယိုလေးတွေကနေပြီးတော့ဘ ഹു တုတရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ဗီဒီယိုလေးတွေကိုအမြဲတမ်းအဆုံးထိနှထောင်ပေးရတဲ့အတွက်ကျေးဇူးပါရှင်။